ိတ်ပျော်ရှင်ချမ်းမြေဖို့အတွက်နေထိုင်ရမယ့်အချက်များလူတိုင်းကတော့စိတ်ပျော်ရှင်ချမ်းမြေခြင်းကြတာအကြည့်ပဲအော်ဒါတကယ်တမ်းစိတ်ချမ်းသာမှုဆိုတာကပြင်ပကနေလာတဲ့အရာမဟုတ်ပါဘူးကိုယ့်ရဲ့အတွင်းစိတ်ကနေပြီးတော့ဖြစ်ပေါ်လာတဲ့အရာဖြစ်ပါတယ်ဒါကကိုယ့်အတွင်းကနေစတင်လာတဲ့အရာပါပြင်ပကနေလာတဲ့ငွေကြေး နာမည်ကြီးမှုလူသိများမှုတွေကဒါဟာအချိန်တိုင်းတာတစ်ခုတည်းပျော်ရွှင်စရာဖြစ်ပါတယ်ဒီပြင်ပကနေလာတဲ့အရာတွေကဆိုတော့ကစိတ်ချမ်းသာမှုကကိုနှင်းစင်နေထိုင်မှုနဲ့ရှင်းလင်းမှုရဲ့ရလက်ပါမယ်အဲ့တော့ဒီလိုစိတ်ချမ်းသာမှုနဲ့ပျော်ရွှင်မှုရဖို့အတွက်ဆိုရင်ခုနီဗီဒီယိုလေးမှာအချက်ခွနဲ့ချက်ကိုတိတိကျကျပြောပြပေးပါမယ်။ဒီအချက်ခွနဲ့ချက်တော့ဒီချာလေးပြုလုပ်သွားမယ်ဆိုရင်တော့တရားတစ်နေ့ သင်ချမ်းသာပျော်ရွှင်တဲ့လူတစ်ယောက်ဖြစ်လာမယ်ဆိုတာဟန်ဒက်ပါဆင်ပါပဲ။ Okay အဲ့တော့ဒီဗီဒီယိုလေးကိုအဆုံးထိကြည့်ပေးမယ်ဆိုရင်တော့သင်အတွက်အကျိုးတစ်စုံတစ်ရာရမယ်ဆိုတာကိုဟန်ဒက်ပါဆင်ပါပဲ။ Okay အဲ့တော့ဗီဒီယိုလေးကိုစလိုက်ကြမယ်။ Hello အားလုံးမင်္ဂလာပါရှင်။ပူပူ YouTube Channel ရဲ့အားလုံးကိုကြိုဆိုလိုက်ပါတယ်။ဒီမှာရေးအလှပနဲ့ Nourishing ပိုင်းနဲ့ပတ်သက်ပြီးတော့တက်ဆက်ပေးသွားမှာမလို့ပူပူ YouTube Channel လေးကို Subscribe လုပ်ကြည့်ပါဦးနော်။ Okay တိကျတဲ့အကြောင်းအရာမှရှင်းတယ်။ Comment မှာရေးသွားလို့ရပါတယ်နော်။ ဲ့တော့ဗီဒီယိုလေးကိုဝင်စလိုက်ပါတော့မယ်။ Okay ဒီနေ့ဗီဒီယိုလေးကတော့စိတ်ချမ်းသာပျော်ရွှင်စေဖို့အတွက်နေထိုင်ရာပြုလုပ်ရမယ့်အချက်၇ချက်ကိုပြောပြပေးပါမယ်။ Okay အဲ့ဒါဆိုဗီဒီယိုလေးကိုဝင်စလိုက်ကြမယ်နော်။နံပါတ်၁မနက်စောစောထပြီးတော့တိတ်ဆိတ်တဲ့အချိန်ကိုခန်းစားကြည့်ပါ။အလာမီဆိုတာလည်းကိုကိုကိုပလန်ချပြီးတိရွဲ့တိကျတဲ့ရွယ်ချက်တွေချကြည့်ပါ။အော်ဆော်ထားလာပြီးဆိုတာလည်းဖုန်းမကြည့်သေးဘူးအစာမစားခင်မှာမိမိအတန်ရှူကိုတတိပ ြုပြီးတော့ရင်းတက်တက်မနက်ခင်းလေးကိုခန်းစားကြည့်ပါဒါစိတ်ကိုအာစတင်ပြီးတော့စိတ်ချမ်းသာလာအောင်ပြုလုပ်ဒီတစ်မျိုးပါပဲလေးတောင်ကိုစိတ်ချမ်းချမ်းသာသာနဲ့ပျော်ရွှင်စွာဖြတ်သန်းနိုင်စေရမယ်ဆိုပြီးကို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 စစ်ကြောင်လိုက်လို့တိုင်နေကြည့်ပါအရင်ကိုထူးခြားရရတဲ့တရားအောင်ပါ Okay အဲ့တော့နံပါတ်1ဖုန်းမကြည့်ရတဲ့အချိန်အနေငယ်ဖြစ်ဖြစ်စိတ်ကိုအနာယူကြည့်ပါ တနေ့ကို2ချိန်တောင်းလို့3ချိန်15မိနစ်စားပြီးတော့ဒီတောင်းလို့ကြည်ပါအာဒီလိုပဲစိတ်ကိုပျော်ရွှင်စေမယ့်အာရုံအနာရုံကိုတည်ဆောက်ပါအာဥပမာလမ်းထွက်ရှောက်လိုက်တာဖြစ်ဖြစ်ဝါဒနာပါတဲ့အရာလေးတွေထားလုပ်လိုက်တာဖြစ်ဖြစ်အာဖုန်းကိုခဏချာပြီးတော့အဲ့ဒီအရာလေးတွေလုံးကြည့်လိုက်တယ်ဆိုရင်စိတ်ကိုခေါင်းထဲမှာကြည်လင်မှုရပြီးတော့အေးချမ်းမှုရလာမှာဖြစ်ပါတယ်။နံပါတ်3 အာတတိပြုနားထောင်ပါဆိုတော့ဒီတတိပြုနားထောင်ပါဆိုတဲ့အရာကပြောင်းတဲ့တယောက်စကားတွေအများကြီးပြောနေကြတဲ့အချိန်မှာကိုကိုဘကစကားတွေအများကြီးပြောနေတာထက်နားထောင်သူဖြစ်ဖို့လဲသင်ယူကြည့်ပါဆိုတော့တစုံတရာပြောနေတဲ့အချိန်မှာစဉ်းစားစွာနဲ့နားထောင်လိုက်တဲ့အခါမှာတော့မနာလိုမှုပြန်ဆိုင်မှုတွေကင်းဝေးသွားပြီးတော့ကိုယ့်ရဲ့စိတ်ထဲမှာငြိမ်သက်မှုတွေတခုရလာပြီးတော့အေးချမ်းမှုရရှိလာမှာပါနံပါတ်၄ ကျမရည်ကိုဦးစားပေးပါနက်ခင်းလက်လျှောက်ထွက်ခြင်းယောဂကျင့်ခြင်းတရားထိုင်ခြင်းစတာတွေကသတ္တရဲ့ strategy တချို့ကအုံနောက်ရဲ့စိတ်ဖြစ်စည်းမှုတွေကိုဖိပြားရှုဖိပြားရှုချပေးပါလေပြီးတော့ကသူကစိတ်အေးမြရတဲ့ခမီကယ်ကိုလည်းထုတ်ပေးပါတယ်ဟာတလေစိတ်ဒီမကောင်းဖြစ်နေရင်တောင်ကခန္ဓာကိုယ်လှုပ်ရှားမှုတစ်ခုခုလုပ်လိုက်ရင်တောင်စိတ်ကိုပြန်လဲတည်ငြိမ်ကောင်းပေါ်လာစေပါဘာသာကျေးဇူးတင်ဖွဲ့အရာလေးတွေ Okay အဲ့ဒီအရာလေးတွေက ရာလေးတွေမရှိတော့ဘူးဆိုရင်တော့နောက်ပြန်နဲ့ကြည့်လိုက်ရင်တော့ကျေးဇူးတင်ဖို့ကောင်းတဲ့အရာလေးတွေရှိပါတယ်။ဥပမာအပြည့်ပြောရမယ်ဆိုရင်မနေ့ကနေပူတဲ့အချိန်မှာမိုးလေးရွာချပေးလိုက်တာမျိုးတတိယကမဲ့ပြည်တကယ်စတိယကမဲ့ပြည်လှလာတယ်နော်အရင်ကထက်ပိုလှဟောနာလိုက်တာအာအရင်ကထက်ပိုလှလာတယ်နော်ဆိုတဲ့စကားမျိုးလေးတွေ ။တန်းဆူဆူဆူညင်ညင်နဲ့ညစာစားနိုင်လာပဲဖြစ်ဖြစ်ဒီရာလူတွေကဒီလိုကျေးဇူးတင်မှုအတွေ့၎င်းနဲ့ရာလူတွေတချို့ပါပဲ။ပုံမှန်အရာလူတွေထဲမှာပဲတန်ဖိုးရှိမှုနဲ့ခုံယူမှုကိုရှာပေးရတာဟာစိတ်ပျော်ရွှင်မှုရဲ့အစပါပဲ။နံပါတ်6 okay ကောင်းမှုတစ်ခုပြုလုပ်ပါကောင်းမှုတစ်ခုပြုလုပ်ပါဆိုတဲ့နေရာမှာကျွန်တော်တို့ကအလှူကြီးပေးပြီးတော့စိုင်းနေပုံနေနဲ့ ီးတော့အလူပေးနေရတာမျိုးအဲ့လိုမျိုးကြီးပဲဆိုလို့ရဲ့အရာတော့မဟုတ်ပါဘူးကျွန်တော်တို့နေ့စဉ်ဖြတ်တတ်နေတဲ့ဘဝမှာအာဥပမာလူတရားလူတရားကိုပြပြလမ်းပြပေးတာမျိုးဒါနဲ့ဥပမာတစ်ခုအနေနဲ့ကျွန်တော်တို့ WiFi ရဲ့ bus car စီးရဲ့အချိန်မှာအအသက်ကြီးတဲ့လူတွေကိုဝင်ဆောင်အောင်ကလေးတွေကိုပဲကိုကနေရာပေးလိုက်တာမျိုးဖြစ်ဖြစ်အဲ့လိုပဲကောင်းမွန်တစ်ခုပြုလုပ်ပေးတာပဲဖြစ်ဖြစ်ကိုကြီးပေးလိုက်တာပဲဖြစ်ဖြစ်လုပ်ပေးလိုက်တဲ့အခါမှာကိုအတွင်းမှာရ ရင် endorphin လို့ခေါ်တဲ့စိတ်ချိန်နဲ့ပျော်ရွှင်စေတဲ့ဟော်မုန်းတွေထွက်လာပါတယ်။ဆိုတော့ဒါဟာစိတ်ချမ်းသာပျော်ရွှင်မှုရရှိလာတဲ့နှုတ်ဝက်ချက်တစ်ခုပါပဲ။အခုတနေ့တာကိုတက်တန်းတစ်ခုလို့တတိပြုပါ။ဒီနေ့တာကိုပျော်ရွှင်စရာနေ့ဖြစ်အောင်လုပ်မယ်လို့အစဉ်စားပါနဲ့အဲ့ဒီအစားဒီနေ့ဟာတသက်လုံးအတွဲတန်ဖိုးရှိတဲ့နေ့ဖြစ်အောင်အသုံးချမယ်လို့ပြန်ပြီးတော့စဉ်းစားကြည့်ပါ ဒါဟာကိုယ့်ရဲ့နေ့စဉ်ဘဝကို mindfulness အနေနဲ့စမ်းစွာကျန်လည်နိုင်အောင်ချဲ့ထွင်ပေးလိုက်စမှာပဲ။ Okay ဆိုတော့အာစိတ်အေးချမ်းပျော်ရွှင်မှုဆိုတာလူပောင်မင်းစဉ်အပြင်မှာအရာအလုံးကိုပြင်ဆင်ဖို့မလိုပါဘူး။ကိုယ့်စိတ်ကိုပဲစိတ်ကိုင်နိုင်ရင်ပျော်ရွှင်မှုဆိုတာကအမြဲတမ်းလက်ထဲမှာရှိနေနိုင်ပါတယ်။ Okay အဲ့တော့စိတ်အေးချမ်းပျော်ရွှင်မှုကိုတကယ်လို့ကျင်နေဆိုရင်အဲ့ဒီပျော်ရွှင်မှုဟာမကွက်ခင်းရဲ့အတန်းနောက်ရာသီရဲ့ င်းချင်းမှုတွေမှာရှိနေတာပါโอเคအဲ့တော့အခုပြောသွားတဲ့ခုနှစ်ချက်လုံးကိုပြုမှုနေထိုင်မယ်ဆိုရင်သင်ဟာစိတ်အေးချမ်းပျော်ရွှင်မှုကိုရရှိပါမှာโอเคအဲ့တော့ဒီဗီဒီယိုလေးကိုအဆုံးထိကြည့်ပြီးတဲ့အတွက်တူးချစ်တရားချစ်တိုင်းအောင်လေးကျေးဇူးအများကြီးတင်ပါတယ်โอเคဒီရက်တိုင်းအကျံပျော်ရွှင်တဲ့ဘဝလေးကိုပိုင်ဆိုင်ပြီးတော့ဆန္ဒနဲ့ဘဝတစ်ထက်တည်းဖြစ်ပါစေလို့ဆုတောင်းပေးလိုက်ပါတယ်။အားလုံးဒီဗီဒီယိုလေးကိုလည်းဆက်လိုက်ပါမယ်နော်။အားလုံးပဲစိတ်ချမ်းသာပျော်ရွှင်ကြပါစေ။ Bye bye ။